မင်္ဂလာပါဒီနေ့မှာတော့အိဇဲမှာပါတဲ့ဂိုးစီအကြောင်းကိုရှင်းပြပါမယ်ဂိုးစီဆိုတာကတော့အယိုးရှင်းဆုံးဥပမာအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်ဒီဆဲကွက်နဲ့အနီအောင်ဆဲကွက်ကိုမြှောက်လိုက်မယ်ပေါ့နော်ဒီမှာ90ရှိတယ်အနီအောင်မှာဒီမှာ6ရှိတယ်ဒီမှာက90နဲ့6နဲ့ကိုမြှောက်လိုက်မယ်ဒါဆိုရင် तू က300ဆိုပြီးတော့ရတယ်โอเคဒါဆိုရင်ကျွန်တော်တို့က986ရခြင်းတယ် အနီအောင်ဆက်ကွက်မှာဘာနဲ့မျှောက်အောင်မလဲဆိုပြီးတော့တွေးမယ်ဆိုရင်ဒါကျွန်တော်တို့အိတ်ဆဲမှာဆိုရင် ghost နဲ့တွားလို့ရတယ်ပေါ့နော် ghost ကိုတွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က data tag focus group တွေက audit analysis ဆိုတွေအရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ ghost ကိုနှိပ်လိုက်မယ် ghost မှာသူက set 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 ဆိုတာကျွန်တော်တို့ပြောင်းကျင်နေဆက်ပြောင်းကျင်နေဆက်ကကျွန်တော်တို့ဒီဆက်ဒီဆက်မှာ300300ရမြကျင်မယ်နဲ့ကျွန်တော်က986ရကျင်တာ set set ဆိုတာပြောင်းကျင်နေဆက်ကိုထည့်ရမယ်ပြီးတူဘဲလူကျွန်တော်ဘဲဘဲလူကိုရကျင်တာလဲဆိုတော့ကျွန်တော်က 986ရခြင်းတယ်986ရခြင်းလို့ရှိရင်ကျွန်တော်တို့အနီအောင်ဆဲခွက်ကိုဘယ်လောက်နဲ့မြှောက်အောင်မလဲအဲ့ဒါကိုဆိုလိုတယ်ပေါ့နော်ကျွန်တော်အနီအောင်ဆဲခွက်ကိုထည့်လိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ် okay ဒါဆိုရင်တော့သူကတဲ့986ရခြင်းเนาะအနီအောင်ဆဲခွက်က131နဲ့မြှောက်မှရပါမယ်တဲ့ဒါမျိုးကိုကျွန်တော်တို့က ghost လို့ခေါ်ပါတယ်ပေါ့နော်နောက်ထပ်ဥပမာလေးနဲ့ထပ်ပြီးတော့ရှင်းပြပေးပါမယ်ဆိုပါစို့ဒီဘက်က unit ဒီဘက်က unit တစ်ခုချင်းစီရဲ့ကုန်ကြစီရဲ့ okay ကျွန်တော်တို့က unit အခု40လောက်ကို ရောင်းလိုက်တယ်ပြီးရင်တစ်ခုကို80နှုန်းနဲ့ရောင်းလိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ကတရက်တာရောင်းရမ်းငွေက3200ဆိုပြီးတော့ရမှာဖြစ်ပါတယ်ပေါ့ okay ဒါဆိုရင်ကျွန်တော်ကတရက်တာရောင်းရမ်းငွေ28000လိုချင်နေဆိုရင်ကျွန်တော်တို့ unit ဘယ်နှခုရောင်းရမလဲအဲ့ဆိုရင်ကျွန်တော်ဂိုးစီနဲ့သွားလိုက်မယ်ဂိုးစီကျွန်တော်28000ရကျင်နေ ဘယ် unit ဘယ်နှစ်ခုရောင်းရမလဲကျွန်တော်အနီအောင် save ကွက်မှာချလိုက်မယ် okay နှိပ်လိုက်မယ် okay ဒါဆိုရင်တော့သူကတက်တန်ရောင်းငွေ2800ရချင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့က unit 350ရောင်းရမှာဖြစ်ပါတယ်တဲ့ okay နောက်ထပ်ဥပမာတစ်ခုထပ်ပြောပြမယ်ပေါ့เนาะဒီမှာကျွန်တော်တို့ကုန်ကြစည်းရိတ်ကျွန်တော်တို့ကဒီ unit ကို80နဲ့ရောင်းတယ်ကျွန်တော်တို့အမှန်တကယ်ဝယ်တာကဒီ unit ကို90နဲ့ပဲဝယ်လိုက်ရတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့အမှန်တကယ်ကုန်ကြစည်းရိတ်ကဘယ်လောက်လဲဆိုရင်ကျွန်တော်တို့ကဒီ unit စုစုပေါင်း အမြောက်ကျွန်တော်တို့ရဲ့အမှန်တကယ်ကုန်ကြမ်းဆိတ်90နဲ့မြောက်လိုက်မယ်ဒါဆိုရင်လည်းကျွန်တော်တို့က18500ကုန်ကြရတယ်ပေါ့နော်2800ရောင်းတဲ့နေရာမှာโอเคအဲ့ဆိုရင်ကျွန်တော်တို့အမြတ်ကဘယ်လောက်ရမလဲရောင်းရတဲ့ဟာတွေကနေအနှုတ်ကုန်ကြမ်းဆိတ်ကိုနှုတ်လိုက်မယ်ဒါဆိုရင်လည်းကျွန်တော်တို့က unit 350ရောင်းလို့ရှိရင်အမြတ်1500ရပါတယ်တဲ့ ဆိုတော့ကျွန်တော်တို့ကအမြတ်18000ရချင်တယ်ဆိုရင်ကျွန်တော်တို့ unit ဘယ်နှစ်ခုရောင်းရမလဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တစ်ခုချင်းစီ light chart တက်နေလို့ရှိရင်ကြာသွားနိုင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်က6စီနဲ့သွားလို့ရပါတယ်တဲ့6စီကိုသွားမယ်ပြီးရင်ကျွန်တော်ပြောင်းချင်တာကလည်းဒီဆဲဆက်ဆဲရမှန်နဲ့အမြတ်ကကျွန်တော်က18000ရချင်တာ unit ကဘယ်နှစ်ခုရောင်းရမလဲဆိုရင် okay နေလိုက်မယ် okay ဒါဆိုရင်တော့ तू က အမြတ်18000ရကျင်တယ်ဆိုလို့ရှိရင်เนาะတဲ့ကျွန်တော်တို့ unit 600ရောင်းရမှာဖြစ်ပါတယ်ဗောနော်ဂိုးစီးရဲ့နောက်ထပ်ဥပမာတစ်ခုနှစ်ခုလောက်ကိုပြောပြမယ်ဗောနော်အဥပမာလေးနဲ့ပြောရရင်ကျွန်တော်ကဟိုကာရှိုရွန်တစ်ခုမှာ share ဝင်ထားတယ်ဆိုပါစို့ဗောနော်အဲ့ကာရှိုရွန်ကကျွန်တော်ဟိုဟိုတလားတလားဟိုကဟိုစက်နစီရောင်းရတယ်တစီးဟိုတိန်း300တန်းကားလေးဗောနော်ဆိုတော့ကျွန်တော်တို့ကတလားတလားဟိုဘယ်လောက်ရမလဲဒါဆိုရင်ဒါနဲ့ဒါနဲ့မြှောက်လိုက်အောင်ပဲဗောနော် โอเคဒါဆိုရင်ကျွန်တော်တို့ကတလဟုတ်တဲ့3600ရတယ်ပေါ့နော်အဲ့3600တည်းရမှာကျွန်တော်တို့ကားတစီးရဲ့ကုန်ကျစရိတ်ကတဲ့ကျွန်တော်တို့ဝယ်တုန်းကကုန်ကျစရိတ်က390ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့10သိန်းအမျက်နဲ့ရောင်းနေဆိုပါဆိုပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်တို့ရဲ့အမှန်တကယ်ကုန်ကျစရိတ်ကဘယ်လောက်လဲကားဆက်နှစ်စီးနဲ့ကျွန်တော်တို့အမှန်တကယ်ကုန်ကျစရိတ်ကိုမျှောက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က3 3480ကုန်ကြတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့အမြတ်ဘယ်လောက်ရမလဲဆိုရင်ကျွန်တော်တို့ရောင်းဝယ်ငွေစုစုပေါင်းနေရတယ်။ကျွန်တော်တို့ကုန်ကြစိတ်ကိုနှုတ်လိုက်ကျွန်တော်တို့အမြတ်ကိုရရတယ်ပေါ့နော်။ ။ဒါဆိုရင်ကျွန်တော်တို့ကတလတ်တလတ်ကိုဟို320ရတယ်ပေါ့နော်။အဲ့ဒီထဲကမှဟို running cost တွေပေါ့နော်ကျွန်တော်တို့ဒီဆိုင်ကန်းကားတွေဝန်ထမ်းကားတွေပါမယ်။အဲ့ဒါက super zoo တလတ်ကို320ကုန်တယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ကဒီ320အနှုန်းဒီ320နှုတ်လိုက်ရင်ကျွန်တော်တို့က300ကျန်တယ်။အဲ့ထဲမှာမှကျွန်တော်တို့ကတငယ်ချင်းနှစ်ယောက်ကကားရှိုးရုံကိုစုဖွင့်ထားတယ်ဆိုရင်နှစ်ယောက်ဆိုရင်ကျွန်တော်တို့ကဒီချန်နေသိန်းတရားတွေကမှတယောက်ကို50%ပဲရမှာပေါ့နော်တယောက်တစ်ဝက်စီခွဲယူမှာပေါ့ဒါဆိုရင် ကျွန်တော်ကဒီ channel သိန်း100အမြောင်ကျွန်တော်ရေ50%ကိုယူလိုက်မယ်ဒါဆိုရင်ကျွန်တော်ကသိန်း90ရတယ်ပေါ့နော် okay ဆိုတော့ကျွန်တော်သိန်း90တည်းရမှာအဖေနဲ့မိဘကတော့20%ပေးတယ်ကျွန်တော်ရဲ့လာစာတည်းရနေပေါ့နော်100သိန်းပေါ့နော်ပြီးရင်ကောင်မလေးတို့ကဒီသိန်း90တည်းရပဲအမြောင်20%ပဲပေးတယ်ပေါ့နော်သူ့ကိုလေဒါဆိုရင်သူ့ကိုလေ100သိန်းပေးတယ်ဒါဆိုရင်ကို့အတွက်ဘယ်လောက်ကြံမလဲပေါ့နော်ကို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကျွန်တော်ရှယ်ယာရတဲ့စုစုပေါင်းနေရနေ မိဘတွေကိုပေးလိုက်တာနဲ့ကောင်မလေးကိုပေးလိုက်တာနဲ့နှုတ်လိုက်မယ်။ Okay ဒါဆိုရင်ကျွန်တော်ကားဆက်နေစီရောင်းရလို့ရှိရင်ကျွန်တော်နောက်ဆုံးကြံတာကျွန်တော်ကကျွန်တော်မှာ330ပဲကြံနေပါတော့။ Okay ဆိုတော့ကျွန်တော်ကဟိုတလားတလားကိုကောင်မလေးကို15သိန်းပေးခြင်းနဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကားရှိုးရုံးကအစီးရေဘလောက်ရောင်းထွက်ရမလဲဆိုပြီးတော့ရှာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဂိုးစီနဲ့သွားလို့ရပြီပေါ့နော်။ကိုစီကိုသွားမယ်ဆိုလို့ရှင်ကျွန်တော် data tab ဒီ focus group တွေက worry analysis ကိုသွားမယ်ပြီးရင် go see ျွန်တော်ဒီကောင်မလေးပေးတဲ့ဟာကို10သိန်းမဟုတ်ဘူး15သိန်းပေးချင်တာ Okay ဒါဆိုရင်ကျွန်တော်ရဲ့ကားရှိုးတုန်းကချိန်ကြီးစဲဒီကားအစီးဘယ်လောက်ရောင်းရမလဲနေလိုက်မယ် Okay နေလိုက်မယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ကဟို15သိန်းပေးချင်တယ်ဆိုလို့ရှိရင်ねကျွန်တော်ရဲ့ကားရှိုးတုန်းကနေတလတလကိုကားအစီး18စီးရောင်းထွက်မှာကျွန်တော်ကောင်မလေးကို15သိန်းပေးတိုင်းမှာဖြစ်တယ်ပေါ့နော်ကားအစီးရတော့ပြည့်ပြည့်17စီးပဲကျွန်တော်ကွန်ထိုးဆက်လေးပြန်ခေါ်ထားလိုက်မယ် ကားစီကိုတို့မြောင်းခြင်းဘူးဟိုကားတံပိုးကိုမြင့်ပြီးတော့ရောင်းခြင်းတယ်ဒါဆိုလဲရတယ်ဗောနော်ကိုစီနဲ့သွားမယ်15သိန်းကတော့15သိန်းပဲပြီးမယ်ပြီးရင်ကျွန်တော် price ကိုချိန်မှာဗောနော်ဈေးတင်ပြီးရောင်းမယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ကကားတစ်စီးကိုတဲ့300နဲ့4သိန်းရောင်းလို့ရှိရင်ဟို12စီးပဲရောင်းရပြီမယ်ဈေးကိုတင်ပြီးတော့ရောင်းလိုက်လို့ရှိရင်လေကျွန်တော်ရဲ့ကောင်မလေးကိုတစ်လောက်15သိန်းပေးနိုင်တယ်ဗောနော် โอเคပြီးနောက်ထပ်ဥပမာတစ်ခုဖြစ်တယ် financial calculation နေမှာလည်းသုံးလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ပတ်စံချေးတာပဲဖြစ်ဖြစ်ပြီးရင်ငွေစုတာပဲဖြစ်ဖြစ်ပေါ့နော်ဥပမာဆိုပါစို့ကျွန်တော်ကဒေါ်လာ5000ချေးထားတယ်တနည်းတနည်းကိုအတိုးဘယ်လောက်ပေးရလဲဆိုလို့ရှိရင်ကျွန်တော်က10%ပေးရတယ်ကျွန်တော်အဲ့ဒါကိုဘယ်နှလားချေမလဲဆိုတော့9နှစ်ပေးပါမှာပေါ့နော်ဒေါ်လာ5000ကိုကျွန်တော်9နှစ်ပေးရမယ်9နှစ်ပေးရမယ်ဆိုလို့ရှိရင် monthly payment ဆိုရင်စနေ9.60ကျွန်တော်လာပေါင်း60ပေးရမယ်။ဒါဆိုရင်ကျွန်တော်တို့ကတစ်လကိုဘယ်လောက်ပေးရမလဲဆိုတဲ့ဟာကို အိတ်ဆဲ function ကိုသုံးပြီးတော့တွက်လို့ရတယ်ပေါ့နော် equal pmt ဆိုတဲ့ function လေးရှိရပေါ့နော်သူက rate ကကျွန်တော်တနည်းကို10%အဲဆိုရင်ကျွန်တော်တို့ကလာ monthly လာနဲ့တွက်မှာဖြစ်တဲ့အတွက်ဒီ10%ကိုအစားစနစ်နဲ့စားလိုက်မယ်ဒါဆိုတလချင်းစီရဲ့အတိုးနှုန်းကိုရတယ်ပေါ့နော်ပြီးရင်လာဘယ်နှလားပြီးမှာလဲကျွန်တော်လာပေါင်း60ပြီးမှာ present value ပေါ့နော်ဒီ present value ကတော့ဒီကျွန်တော်မှာဒေါ်လာ5000လုံး တခုမှမချေရသေးဘူးပေါ့နော်9000လုံးကျန်နေသေးတယ်အနာဂတ်မှာ future value fv ဆိုတဲ့ဟာပေါ့နော် future value မှာကျတော့ကျွန်တော်0ဖြစ်ချင်တယ်အကုန်လုံးကြေဝါချင်တယ်ပြီးရင်ကျွန်တော်တို့ကအဲ0နဲ့1ရှိပေါ့0ဆိုတာ end of the period ကိုကျွန်တော်လကုန်တာနဲ့ပေးမယ်ဆိုတော့0ပေါ့နော်ပြီးရင်ခွင့်ပေးမယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ကအဲတစ်လကိုအဲ966ဒေါ်လာပေးရမယ်ပေါ့နော်ကျွန်တော်တို့9နှစ်ကိုဒါမျိုးတွက်လို့ရတယ် okay ဆိုပါဆိုကျွန်တော်တို့က ဟိုတစ်လကိုဒေါ်လာ800ပဲပေးနိုင်တယ်ဒါဆိုရင်ကျွန်တော်ဘယ်နှလားပေးရမလဲခင်ဗျာဆိုရင်ကျွန်တော်တို့ကဒါဆိုရင်ဟို PMD calculation နဲ့တွက်တာတွက်ထားတာဖြစ်တဲ့အတွက် GOC နဲ့တွားလို့ရပြီပေါ့နော်အဲဆိုရင် data tab quantitative analysis တွေကိုတွားမယ် GOC ကျွန်တော်တို့ကဒါ -966 ဒေါ်လာဖြစ်တယ်ပေါ့နော်โอเคအဲဆိုရင်ကျွန်တော်တို့ကဒီမှာလေး minus ထည့်ယူပြရမယ်ကျွန်တော်ပေးရမယ့်ဟာဆိုတော့ minus ထည့်ယူရမယ်ပေါ့နော်800ဒေါ်လာ800ပေးရမယ်ကျွန်တော် ဘယ်ဟာကိုဘယ်ဆဲကိုချိန်မှာလဲဆိုတော့ကျွန်တော်တို့ကလာပေါင်းဘယ်နှလလာဘယ်နှလပေးရမလဲဆိုတာကိုသိချင်တာအဲ့ဒါကိုဒီအောင်ထောက်ထားလိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ကလာကိုဒေါ်လာ800ပဲပေးနိုင်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့က85လပေးမှာကျွန်တော်တို့ရဲ့ချိထားတဲ့ဟာကိုချိန်မှာ ဖြစ်တယ်ပေါ့နော် okay ပြီးနောက်ထပ်ဥပမာလေးတစ်ခုပေါ့နော်ကျွန်တော်တို့ဒါ investment နဲ့ပတ်သက်ပြီးပေါ့နော်အဲပတ်စံနေစုထားမယ်နောက်ဆယ်နှစ်နေတဲ့အခါမှာကျွန်တော်မှဒေါ်လာတစ်သိန်းရချင်တယ်ဒါဆိုရင်ကျွန်တော်တစ်လောက်ဘယ်လောက်စုရမလဲဆိုတဲ့ဟာကိုလည်း တို့ကိုးစီနဲ့ရှာလို့ရတယ်ဒါမှမဟုတ်လာပေါင်းဘယ်နှလားစုရမလဲဆိုတဲ့ဟာဟိုမှာကျွန်တော် future အနာဂတ်မှာကျွန်တော်ဒေါ်လာတသိန်းရခြင်းနဲ့လုံးလုံးစင်မှာတော့ကျွန်တော်ဘယ်လောက်မှမရှိဘူး0ကနေစာမှာ okay ဒါပတ်စံအင်းဖြစ်နေတယ်ပြန်ပြောင်းလိုက်မယ် general number ပြောင်းလိုက်မယ် rate by year တနည်းကိုဘယ်လောက်ပတ်စံအတိုးရလဲဆိုတော့ကျွန်တော်9%ရတယ်ထားလိုက်ပါတော့ကျွန်တော်မှာတနာကိုဒေါ်လာကဘယ်လောက်ပဲစုနိုင်တယ်လဲဆိုလို့ရှိရင်800ပဲစုနိုင်တယ်ပေါ့ ဘယ်နှလားစုမှာလဲဆိုတော့နမောမန်ကျွန်တော်10နှစ်လို့မှတ်ထားတယ်တော့လာပေါင်း120စုမယ်ပေါ့အဲ့ဆိုကျွန်တော် PMD နဲ့တွက်ကြည့်လိုက်မယ်ပေါ့နော် PMD rate ကကျွန်တော်တို့တလသာလိုချင်တဲ့အတွက်10နှစ်နဲ့စားလိုက်မယ်ပြီးရင်လာပေါင်းက120စုမယ်ကျွန်တော် present value ကတော့0ကနေစားစုမှာ future value မှာကျွန်တော်ဒေါ်လာတသိန်းရချင်တာပြီးရင်တိုက်ကကြတော့ကျွန်တော်လာစားအနေစုမှာဆိုတော့1ကိုယူလိုက်မယ်ပြီးရင် ခွင့်ပေးမယ်အန်တာခေါင်းမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကတစ်လကို912ဒေါ်လာဆိုရင်ရတယ်ပေါ့နော်ကျွန်တော်တို့ monthly available ဖြစ်တယ်ဒေါ်လာ800လောက်စုစရာမလိုဘူးပေါ့နော်ဆိုတော့အဲ့ဆိုကျွန်တော်တော်တော်ဒေါ်လာ800စုကျင်နေဟိုအဲ့ဆိုရင်လဘယ်နှလပဲစုရမလဲဆိုရင်ကျွန်တော်တို့ ghost နဲ့တွားလို့ရပြီပေါ့နော် data dat what the analysis ကိုတွားမယ်ပြီးရင် ghost ကျွန်တော်တို့ပေးရမယ့်ဟာဖြစ်တယ်ဆိုတော့ minus 800ဒေါ်လာ800စုမယ်အဲ့ဆိုရင်ကျွန်တော်တို့မှာလဘောင်းဘယ်နှလစုရမလဲဆိုတဲ့ဟာကို change နေပေါ့ okay နေလိုက်မယ် โอเคဒါဆိုရင်တော့သူอ่ะတဲ့တစ်လောက်ဒေါ်လာ800စုမယ်ဆိုလို့ရှိရင်เนาะတဲ့ဟို88လာပဲစုပါမယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်ရည်ရည်အနေနဲ့ဘယ်လောက်ရှိမလဲဆိုလို့ရှိရင် equal ဒီဟာကိုအစား7နှစ်နဲ့စားကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့က10နှစ်စုစရာမလိုတော့ဘူးတဲ့9နှစ်ကြော်ကြော်လေးနေတယ်ကျွန်တော်ကဒေါ်လာတစ်သိန်းကိုရပါတယ်ပေါ့နော်တစ်နှစ်ကို9%အတူနဲ့ဆူမယ်ဆိုရင်ဒီလိုမျိုးပုံစံနဲ့ exam မှာပါတဲ့ goal စီကိုတုံးပြီးတော့ focus လုပ်လို့ရတယ်ပေါ့နော်အထောက်အကူတစ်ခုဖြစ်မယ်လို့ယူဆပါတယ်ကျေးဇူးပါ